အားလုံးမင်္ဂလာပါစေဝကဟက်နိုလေးရှယ်ရင်းချန်နယ်ကနေကြိုဆိုပါတယ်ဒီနေ့ဒီချိန်နဲ့အတူ Grade 11 Biology Chapter 2.1.3 Lipids အကြောင်းကိုလေ့လာကြရအောင် Lipids တွေက all cellular organism ပေါ့တချို့ virus တွေရောမှာအရေးကြီးတဲ့ biological molecule တစ်ခုဖြစ်တဲ့တခြား group ဆိုတဲ့ဟာ carbohydrate တွေ protein တွေနဲ့မတူညီတာက lipids တွေက highly heterogeneous in chemical nature chemical nature မှာ heterogeneous အမျိုးအစုံရှိအောင်ဖြစ်တယ် simple lipids include fats wines and wax အော်သူ simple lipids နဲ့ complex lipids ဆိုတော့နှစ်မျိုးရှိတယ် simple lipids က fat စီ wine စီ wax စီဖြစ်တယ် simple lipids မှာတော့ glycerol group စီနဲ့ fatty acid တွေပါဝင်တာဖြစ်တယ် complex lipid ထဲမှာတော့ lipids အပြင် phosphoric acid တွေ carbohydrate တွေ ါဝင်နေဆိုလို့ရှိရင်အဲ့ဒါကို complex lipid လို့ခေါ်တာဖြစ်တယ် simple lipids include fats wines and black fats လို့ပြောမယ်ဆိုလို့ရှိရင် solid form of the lipid ဖြစ်တယ် wines လို့ပြောမယ်ဆိုရင် liquid form ကိုဆိုလိုတာဖြစ်တယ် fats တွေက all organic molecule organic molecules တွေဖြစ်ပြီးတော့မှ organism တွေမှာ several roles အဓိကပါဝင်တာဖြစ်တယ် lipid molecules တွေထဲမှာ carbon hydrogen oxygen atom တွေပါဝင်ပါတယ် structurally အရာ lipids အများစုအဲ့မှာ example အနေနဲ့ triglyceride ကိုပြထားတယ်။သူမှဆိုလို့ရှိရင်1 cholesterol နဲ့3 fatty acid ပါဝင်တာဖြစ်တယ်။ triglyceride ရဲ့ structure မှာဆိုရင်ခလေကကာဗွန်၃လုံးပါတယ် cholesterol ရှိမယ်။ဒီမှာ fatty acid သုံးလုံး attach လုပ်တာဖြစ်တယ်။ cholesterol နဲ့ fatty acid နဲ့ attach လုပ်တဲ့အခါမှာ alcohol နဲ့ acid နဲ့ attach လုပ်ထားတဲ့ bonds က ester bond formation ဖြစ်ပြီးတော့မှ attach လုပ်တာဖြစ်တယ်။ Glycerol is the three-carbon simple alcohol. Glycerol backbone formed in those lipids known as the glycerol. Glycerol backbone are the lipids that glycerol look like. The glycerol mama fatty acid don't know about try glycerol look like. They possess antimicrobial and antiviral properties used in wound and pain treatments. Antimicrobial antiviral properties are glycerol monolauric ဖြစ်တယ် glycerol monolauric မှာ glycerol နဲ့ lauric acid attach လုပ်ထားတာဖြစ်တယ် glycerol monolauric က microorganism ရဲ့ lipid membrane ကိုသွားဝင်ပြီးတဲ့အခါမှာဖျက်ဆီးပစ်တဲ့အတွဲကြောင့် antimicrobial properties ရှိတာဖြစ်တယ် simple lipid စေမှာ ပါဝင်တဲ့ fatty acid တွေကတော့ generally carbon atoms က12 to 22 carbon atoms ပါဝင်တာဖြစ်တယ် fatty acid တွေကကျုပ် body ရဲ့မှာ energy storage အတွက်အရေးပါတယ် ဂလူကော့စ်ကိုအန်နာဂျီအတွက်မလုံလောက်တဲ့အခါမှာဖက်တီအက်ဆစ်ကိုဖျူရယ်နေနဲ့သုံးပါရဲ့ကျွန်တော်အန်နာဂျီစတိုရေ့ချ်ကဘယ်မှာသိမ်းထားလဲဆိုလို့ရှိရင်အက်ဒီပိုစတ िश ူကျွန်တော်ရဲ့ဝါနေတဲ့ခန္ဓာကိုယ်ရဲ့မှာအက်ဒီပိုဆိုက်ဆိုတဲ့ဆဲတွေရှိတယ်ဒီအက်ဒီပိုဆိုက်ဆဲစိုက်တိုပလဇမ်နဲ့မှာဗက်ကူလီနဲ့ဖက်တီသိမ်းထားတယ်ဒီဗက်ကူရဲ့မှာသိမ်းထားတဲ့ဖက်ကထရိုင်ဂလစ်ဆိုက်တီဖြစ်တဲ့ဒီ triglyceride တွေကို lipase ဆိုတဲ့ enzyme မှာ breakdown လုပ်မယ်ဆိုရင် ခုနကကွန်မိုင်နေးရှင်းလုပ်ထားတဲ့ fatty acid နဲ့ glycerol တွေပြန်ထွက်လာမှဖြစ်တယ်။ထွက်လာတဲ့ဒီ fatty acid တွေကို beta oxidation ဆိုတဲ့ process နဲ့လုပ်တဲ့အခါမှာ ချင်းနေပို့တိုးသွားပြီးအဆီတိုင်းကိုအေးစားထွက်လာတယ်။ဒီအဆီတိုင်းကိုအေးကို citric acid cycle မှာ oxidize လုပ်တဲ့အခါမှာ ATP ဆက်ပြီးထွက်လာမှာဖြစ်တယ်။အော် fatty acid တွေကိုအဓိကအနေနဲ့ cardiac muscle တို့ skeletal muscle တွေက energy ထုတ်ဖို့အတွက်အသုံးပြုတာဖြစ်တယ်။ကျွန်ရဲ့ diet ထဲမှာ two kinds of the lipids ပါဝင်တာဖြစ်တယ်။ saturated fat နဲ့ unsaturated fat လို့ခေါ်တယ်။အော် saturated fat ဆိုတာ saturated fatty acid တွေကိုဆိုလိုတာဖြစ်တယ်။ဒီ fatty acid ရဲ့ structure မှာ ဓာတ်ပတ်ဘွန်မပါလို့ရှိရင်ဒီ fatty acid ကို saturated ဓာတ်ပတ်ဘွန်ပါခဲ့မယ်ဆိုရင် unsaturated fatty acid လို့ခေါ်တာဖြစ်တယ်။အော် animal fat တွေက saturated fat တွေဖြစ်တယ်။ကျန်းမာရေးအတွက်ကို problem တွေဖြစ်စေနိုင်ပါတယ်။ exception နေနဲ့အောင် fish wine ဖြစ်တယ် plants lipid စေနဲ့ fish wine စေကတော့ unsaturated fatty acid တွေပါဝင်တာဖြစ်တယ်ကျန်းမာရေးအတွက်ကိုကောင်းစေပါလေတဲ့ plant fat စေကတော့ seed စေ nut စေ vegetable wine စေမှာတွေ့ရတာဖြစ်တယ် ဖတီးရစက်စထရက်ချာမှာကြည့်ရင်လောင်းဟိုက်ဒရိုကာဗွန်ချိန်းရှိရင်ဒီပဲအစုံမှတော့ carboxylic acid group ရှိတယ်။အော်ဒီ fatty acid တွေကိုနာမည်ပေးတဲ့အခါမှာဒီ carboxylic acid group ကနေ number 1 2 3ဆိုတော့မှစပါနာမည်ပေးရယ်ကာဗွန်18လုံးရှိမယ်ဆိုရင်1ကနေ18လုံးထိရှိမှာဖြစ်တယ်ဒီလို naming system ဖြင့်နောက်ထပ် naming system တစ်ခုရှိသေးတယ်ဒီ carbon sulfate acid group ကိုနာမည်မပေးဘဲနဲ့သူ့ဘေးက carbon number 2ကို alpha beta gamma ဆိုပြီးတော့ separate နာမည်ပေးရယ်ဒီဘက်အစွန်ဆုံးမှာရှိတဲ့ methyl group ပါတဲ့အစွန်ကိုတော့ omega လို့နာမည်ပေးထားတာဖြစ်ဒီ omega ကနေပြန်ရည်ပြောမှာ omega 1 omega 2 omega 3လို့ခေါ်တာဖြစ်တယ် ကျွန်တော် omega 3တို့ omega 6တို့ fatty acids ဆိုတာဒီဘက်ကမိသားအန်စကနေစပြီးတော့မှ6ခုမြောက်ကပေါ်မှာ double bond စရှိနေဆိုရင်ဒီ fatty acid ကို omega 6 fatty acid လို့ခေါ်ပြီးတော့မှ omega n စကနေ3ခုမြောက်ကပေါ်မှာ double bond စရှိနေဆိုရင်ဒီ fatty acid ကို omega 3 fatty acid လို့ခေါ်တာဖြစ်တယ်ကျွန်တော် body ရဲ့မှာဒီ carboxylic acid group ကနေစကြည့်လို့ရှိရင် carbon number 9ကျော်ပြီးတော့မှ double bond နေလို့လို့မရတဲ့အတွက်ကြောင့်ဒီ omega 3 omega 6ကိုကျွန်တော်ပေါ်ရဲမှာ synthesize မလုပ်နိုင်ဘူး။အဲ့ဒီကြောင့်အပြင်ကနေပဲ supply လုံးအောင်မှာဖြစ်တယ်။တခြား lipid စီကိုဘူတူတာအနေနဲ့ supply လေးလာကြအောင်။ကျွန်တော်ရဲ့ cell membrane မှာပါတဲ့ lipids ကတော့ phospholipid ဖြစ်တယ်။ phospholipid မှာတော့ခုနပြောခဲ့တဲ့ glycerol ပါမယ်၊ fatty acid နှလုံးပါမယ်၊ triglyceride နဲ့ခြားနားတာကတော့နောက်ဆုံးကာဗွန်မှာ fatty acid မပါဘဲနဲ့ phosphoric acid နဲ့ basically group ပါဝင်တာဖြစ်တယ်ဒီ phosphoric acid ပါဝင်ပြီးတော့ glycerol backbone ရှိတဲ့အတွက်ကြောင့် glycerophospholipid လို့ခေါ်နိုင်တယ်။နောက်တဲ့ lipids ကတော့ glycolipid ဖြစ်တယ်။ carbohydrate portion စီ lipid မှာ attach လုပ်ထားမင်းဆိုရင်အဲ့ဒါကို glycolipid လို့ခေါ်တာဖြစ်တယ်။ဒီပုံမှာတော့ single chain backbone ဆိုတဲ့ lipid စင်သူ့မှာ fatty acid chain တစ်ခုရှိမယ်။ဒီဘက်က carbohydrate chain နေလား attach လုပ်မင်းဆိုရင် glycolipids လို့ခေါ်ရင် glycolipid စီရလဲသူတို့ body မှာ blood group တွေစုံဖြတ်တဲ့နေရာမှာပါဝင်နေတခြားအရေးကြီးတဲ့နေရာတွေမှာလည်းပါဝင်တာဖြစ်တယ်။ဒါကတော့ cholesterol stress က်ချောင်းပြထားဖြစ်တဲ့ cholesterol မှာ ring လေးခုရှိရယ်ဒီ ring လေးခုပေါင်းကို steroid nucleus လို့ခေါ်တယ်ဒီဘက်ကတော့ hydrocarbon chain ဖြစ်တယ် cholesterol structure မှာ carbon number 3မှာ fatty acid attach လုပ်ထားမယ်ဆိုလို့ရှိရင်တော့ ကိုလက်စထရောအက်စတာလို့ခေါ်တာဖြစ်တယ်။ကိုလက်စထရောကြီးကတော့ကျွန်တော်ဘော်ရဲမှာအရေးကြီးတဲ့ sex hormone စီ adrenal cortex က hormone စီ synthesis လုပ်တဲ့နေရာမှာ vitamin D synthesis လုပ်တဲ့နေရာမှာကိုလက်စထရောကြီးပါဝင်တာဖြစ်တယ်။ functions of the lipids မှာနံပါတ်1ကတော့ energy storage ဖြစ်တယ်။ခုန energy တွေကို adipose tissue မှာရှိ adipose size cell ဆဲမှာ triglyceride အနေနဲ့ store လုပ်ထားရင်အပင်နေမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့အဆီတွေထဲမှာ oligosome လို့ခေါ်တဲ့အဲ့ lipids body ထဲမှာ triglyceride တွေကိုတင်ထားတာဖြစ်တယ် lipids contain more energy per gram than carbohydrate တဲ့ energy ပိုပြီးတော့ပါပါတယ်အဲ့တော့ကျွန်တော်ဒီမှာတော့ chlorific value တွေကိုပြထားတာဖြစ်တယ် chlorific value also known as heat of convection or heating value amount of heat released when a substance is completely banned. Our substance where protein ဒါမှမဟုတ်ကာဗိုဟိုက်ဒရိတ် fat ကို completely ban လုပ်လိုက်တဲ့အခါမှာထွက်လာတဲ့အမောင်နှော် heat တနည်းအားဖြင့် energy ကိုပြောတာဖြစ်တယ် protein 1 gram ကိုလောင်ကျွမ်းတဲ့အခါမှာ4 kilocalorie ရတယ်ကာဗိုဟိုက်ဒရိတ်ကလည်း1ကာဗိုဟိုက်ဒရိတ် 1g ကလည်း4 kilocalorie fat 1 gram ကတော့9 kilocalorie ရတယ်အော် fat တွေကကာဗိုဟိုက်ဒရိတ်တွေ protein တွေထက် energy ကိုပိုပြီးတော့ပေးနိုင်တာဖြစ်တယ်နောက် function တစ်ခုကတော့ heat insulation ကိန်းရအောင်မှရှိတဲ့ layer of the fat က heat တွေ loss ဖြစ်တာကိုကာဝယ်ပေးပါတယ်တဲ့။နောက် number 3ကတော့ buoyancy lipids are less dense than water water တဲ့ less dense ဖြစ်တဲ့အတွက်ကြောင့် animal day floating အတွက်ကိုအကူအညီပေးပါတယ်။ဒီနေ့တစ်ချက်နဲ့အတူ grade 11 biology chapter 2.1.3 lipids ကောင်းစဉ်အောက်မှာ lipids တွေရဲ့ highly heterogeneous chemical nature တွေအကြောင်း simple lipids တွေ fatty acid မှာ saturated and unsaturated fatty acid triglyceride ရဲ့ structure နဲ့ functions of lipid C ဖြစ်တဲ့ energy storage heat insulation and poisoning အကြောင်းကိုလေ့လာခဲ့ကြတယ်။ကျွန်တော်နဲ့အတူမြန်မာပြည်မှာရှိတဲ့တခြားသော grade 11 biology ကိုလေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက် Zivaka Health Knowledge Sharing Channel ကို like and share လုပ်ပေးကြပါ Sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာတစ်ချက်နဲ့အတူပြန်လည်ဆုံတွေ့ကြပါစို့။